မင်္ဂလာနနက်ခင်ပါဂျေစုဂိယုနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်ဒီဘက်တွေ့ပူချိန်ကတော့25ဒီဂရီရှိပြီးတော့မှ30ဒီဂရီရှိတယ်လို့ခန်းစားရရှိနိုင်ပါတယ်လေရုရေသွေးကအတင်းတင်းဖြစ်ပါတယ်ဒီနေ့လုံးတွေ့တိမ်ထူတက်ပြီးငိုးထစ်ချုံရွာပါမယ်ပြင်းစုံပူချိန်30ဒီဂရီဖြစ်ပါတယ်နေ့စဉ်ဝိပြုခြင်းလင်းပြ ဇွန်လ10ရက်အင်္ဂါနေ့2025ယေရှုခရစ်၏ဓမ္မဆရာကောင်းဖြစ်လိမ့်မည်။ဒီကချက်တိမောသေဩဝါဒစာပထမဆောင်မှခွန်အားယူစရာများ အပိုင်း၈ဖတ်ရခြင်းချက်တိမောသေဩဝါဒစာခန်းကြီး၄ခန်းငယ်၁၁၁၁။ဝိညာဉ်တော်သည် အတဲ့အလင်းဗျာဒိတ်ထားတော်မူသည်ကနောင်ကာလ၌ဩတာပစိတ်တွင်တန်ပူနှင့်ခတ်ခြင်းကိုခံပြီးလင် မှုသာစကားကိုပြောတတ်သောသူတို့၏ လျှို့ဝှက်ခြင်းအပြင် လူချို့တို့သည်ယုံကြည်ခြင်းကိုစွန့်ပယ်၍လက်ပြတတ်သောစိတ်ဝိညာဉ်တို့၌၎င်းနတ်ဘုရားတို့နှင့်ဆက်ဆိုင်သောဩဝါဒတို့၌၎င်းမိဝဲစည်းကပ်ကြလိမ့်မည် မင်္ဂလာဆောင်ခြင်းအမှုကိုမပြုရဟု၍၎င်းယုံကြည်၍တမန်တော်ကိုတည်တော်သူတို့သည်ဂျေဇုတော်ကိုတည်တော်စိတ်နှကသုံးမှုရာဘုရားသခင်ဖန်ဆင်းတော်မူသောအစာမျိုးကိုရှောင်ရမည်ဟု၍၎င်းပြည့်ညတ်ထားကြလိမ့်မည်။ ဘုရားသခင်ဖန်ဆင်းတော်မူသည်များသည်သုံးစရာကောင်း၏ယေရှုတော်ကိုတည်တော်စိတ်နှင့်ခံယူလျင်အဘယ်အရာကိုမျမပယ်မဆောင်ရာအကြောင်းမူကားဘုရားသခင်၏နှုတ်ကပတ်တရားတော်အားဖြင့်၎င်းစုတောင်းခြင်းအားဖြင့်၎င်းအရာရာတို့သည် စင်ကြယ်လျက်ရှိကြ၏ဤစကားများကိုတင်သည်ညီကိုရုအားကြားပြောလျင်ယုံကြည်ချက်စကားကိုယ်တိုင်ရှာဖွေလေ့ကျက်သော သမာဩဝါဒစကားနှင့် ဝင်းမြူခြင်းကိုခံသောယေရှုခရစ်၏ဓမ္မဆရာကောင်းဖြစ်လိမ့်မည်။မိမအိုပြောတတ်သောတရားမဲ့ဖြစ်သောဒါနာ၏စကားကိုပယ်ရှား၍ဖျားဝတ်၌မှု့လျော်ခြင်းအပြင်ကိုကိုကို ဆုံးမလော့ကိုကာယကိုဆုံးမခြင်းသည်ညာစွာသောအကျိုးကိုမပေးတတ်ဖျားဝတ်၌မှု့လျော်ခြင်းမူကားယခုဘဝနောင်ဘဝနှင့်ဆက်ဆိုင်သောဂရုတော်ကိုရသည်ဖြစ်၍အရာရာ၌အကျိုးကိုပေးတတ်သည်ဟုသောစကားသည်တစ္ဆာစကားဖြစ်၏ အကျိုးမဲ့ခံယူအပ်သောစကားလည်းဖြစ်၏ထို့ကြောင့်အသက်ရှင်တော်မူထသောလူပေါင်းတို့ကိုကယ်မတော်မူ၍ယုံကြည်သောသူတို့ကိုအထူးသဖြင့်ကယ်မတော်မူသောဘုရားသခင်၌ငါတို့သည် ကိုးစားသည်နှင့်ညီပင်ပန်းစွာအမှုဆောင်ရွက်ကြ၏ကဲ့ရဲ့ခြင်းကိုလည်းခံရကြ၏ယခုဆိုခဲ့ပြီးသည့်အတိုင်းပြည့်ညတ်ထားခြင်းဆုံးမဩဝါဒပေးခြင်းကိုပြုလောရောမဩဝါဒစာခန်းကြီး၁၂ခန်းငယ်9 ဓမ္မဆရာအရာရှိလျင်ဓမ္မဆရာ၏အမှုကိုဆောင်ရွက်ကြကုန်အံဆုံးမဩဝါဒပေးတော်သူသည် ထိုအမှုကိုဆောင်ရွက်စေဆက်လက်ပြီးရှင်ဘောလူသည်တိမောသေကိုညွန်ကြားတဲ့အခါမှာဒီနေရာမှာတော့တန်ရှင်သောဝိညာဉ်တော်အတက်အလင်းပြာရိထားတယ်။ဘာကြောင့်လဲဆိုတော့နောင်ကာလရဲ့ခက်ခဲတွေကိုဝိညာဉ်တော်အပြင်သူ့ကိုဘုရားသခင်ပွင့်ပြထားလို့ဖြစ်တယ်။အဲ့ဒါတွေကတော့နောင်ကာလမှာကိုယ့်ရဲ့အော်တာပါစိတ် ပန်ပူနဲ့ခတ်တယ်လို့မျိုးမှားရွေးနာတွေကိုလက်ခံထားတဲ့စိတ်နဲ့လှုပ်ဆောင်တာတွေရှိလာမယ်။ဥဒါစကားလိန်လယ်လက်ပြားတဲ့စကားတွေကိုလက်ခံပြီးတော့မှယုံကြည်ခြင်းကိုစွန့်ပယ်တဲ့အရာတွေဖြစ်လာမယ်။လှိတ်စားတတ်တဲ့စိတ်ဝိညာဉ်တွေနဲ့နတ်ဘုရားနဲ့ဆက်ဆိုင်တဲ့ဩဝါဒတွေကိုမိဝဲစည်းကပ်ကြလိမ့်မယ်။တာမန်လူချင်းဝိဖြစ်တဲ့လင်နဲ့မယားသည်လက်ထပ်ပေါင်းတဲ့အခါမှာမင်္ဂလာဆောင်ရမယ်ဆိုတဲ့အရာကိုပယ်ကြမယ်။ ယုံကြည်ခြင်းတွေကို စားထိုးပြီးတော့မှဟိုအရာကိုမသုံးရဘူးဒီကိစ္စကိုမလုပ်ရဘူးဒီအရာကိုမစားရဘူးဆိုတဲ့ပြည့်ညတ်တွေချမှတ်ကြလိမ့်မယ်။ရှင်ဘောလူဆိုလိုတာကတော့ဖျားသခင်ကိုကျေးဇူးတည်တဲ့စိတ်နဲ့ရရာကို ခံယူရင်ဘယ်အစားအသောက်ကိုမှမပယ်မချောင်ကောင်းဘူး။ဖျားသခင်ရဲ့နှုတ်ကပတ်တော်ရတော်၎င်းကိုယ့်ရဲ့စုတောင်းခြင်းရတော်၎င်းရရာဟာစင်ကြယ်တယ်လို့ခံယူပြီးတော့မှသုံးဆောင်လို့ရတယ်။ အခုရှင်ပေါ်လူပြောခဲ့သမျှတော့ရာတွေကိုတိမောသေးသည်ကိုရိုင်းယုံကြည်ရှာဖွေလက်ချက်ပြီးတော့မှယုံကြည်သူညီကိုတွေကိုပြန်လည်ဝေမျှတွင်တည်မယ်ဆိုရင်တော့ခရင်ရှုခရစ်ရဲ့ဓမ္မဆရာကောင်းဖြစ်လိမ့်မယ်လို့ရှင်ပေါ်လူပြောပါတယ်။တစ်ချိန်တည်းမှာပဲဒန္တာကြီးစကားတွေယုံနှန်းစကားတွေကိုပယ်ရှားပြီးတော့မှကိုကိုကိုစုံမဖို့ဖြစ်တယ်။ကိုယ့်ရဲ့ကိုယ်ခန္ဓာကိုနှိမ့်ဆက်ပြီးတော့မှချိုးချံစွာပြုမှုကျင့်ကြံခြင်းဟာအများကြီးကြိုးမပေးတတ်ဘူး။ ဘုရားဝင်၌ပြည့်လျော်ခြင်းကတော့အခုဘဝနောင်ဘဝနဲ့ဆက်ဆိုင်တဲ့ဂရုတော်ကိုရတယ်အကျိုးကိုပေးတတ်တယ်ဆိုတာကို ခံယူဖို့ရင်ဖြစ်တယ်အဲဒါကြောင့်အသက်ရှင်ပြီးတော့မှ လူပေါင်းတို့ကိုသူတစ်ပြင်ယုံကြည်တဲ့သူတွေကိုကယ်မတော်မူတဲ့ဘုရားသခင်ကိုငါတို့တွေဟာကူးစားတာနဲ့ညီပင်ပန်းစွာမှုဆောင်နေခဲ့ခြင်းကိုခံရကြတယ်ဒါပေမဲ့အခုထားခဲ့တဲ့ဆုံးမဩဝါဒစကားအတိုင်းဆက်လက်ပြီးတော့မှဆုံးမဩဝါဒပေးပါလို့ရှင်ဘောလူသည် တိမောသေကိုဒုတလေညွန်ကြားထားခဲ့ပါတယ်အဲ့တော့ကျွန်တော်တက်တာမှာလဲကိုယ့်ရဲ့ order ပါစိတ်ဖုံးလွှမ်းသွားတဲ့ဒီမာရွေနဲ့တုန်တင်ချက်တွေနောက်ကိုမလိုက်သွားမိစေဖို့အထူးအရေးကြီးပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီနေ့မနေ့ခင်ကိုကိုရောပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ဒီမနေ့ခင်မှာနှုတ်ထရှင်သင်လာတဲ့သူတွေအားလုံးခန္ဓာကိုယ်စိတ်ဝိညာဉ်ကျန်းမာရွှင်လန်း ြည်လင်နေစေဖို့ကိုရရှင်ကောင်းကြီးပေးပါကိုရပေးတဲ့နေ့တစ်ကိုဝမ်းမြောက်တော်စိတ်နေခံယူပြီးတော့မှဝင်ရောက်နိုင်စေဖို့ကိုရရှင်ကောင်းကြီးပေးပါဒီနေ့မှမွေးဖွားခဲ့ကြတဲ့မွေးနေ့ရှင်တွေအားလုံးကိုလည်းကောင်းကြီးပေးသနာရမှုပါဆေးုံဆွေးခန်းနေမှာတယောက်ကူတာတဲ့သူတွေအားလုံးချမ်းသာစွာနဲ့ပြန်လည်ပြီးတော့မှစိတ်ဝင်စားရသော ခမယောကိုကိုရရှင်ပြင်ဆင်ပေးသနာရမှုပါစေပေးဆောင်များကောင်းကြီးပေးပါဘေကင်းလုံးုံချမ်းသာစေပါ လုံလောက်တဲ့စာဝန်နေရေးအဝိဇ္ဇာအမှုက ကျမ်းမာရေးဆောင်ရှားမှုတွေရရှိစေပါမည်ကြောင်း ကောင်းကြီးပေးသနာရမှုပါလက်တော်တို့အနံပါရဲသူတို့ကြံစွန့်ပြီးနေတဲ့ညီသက်ချင်းပြင်သူတို့ဆင့်လုံကိုဖတ်ရစ်ပါကလေးတငယ်တွေတက်ကြီးရွယ်အိုတွေကိုဝန်ဆောင်တွေမတန်ဆွမ်းတွေမျိုးသမီးငယ်တွေကိုဘရော့တူးပြင်ဆင်ကွက်ကကောင်းကြီးပေးပါ မနိုင်ငံမှာရှိတဲ့ပြည်သူပြည်သားအားလုံးဟာဒူဒူဒုက္ခခံစားနေရပါတယ် ဘုရောအပြစ်ရှိလေအပြစ်ကိုလွတ်လေတရမြန်မာနိုင်ငံကြီးကိုကယ်နှုတ်တော်မူပါဘုရောလူကုန်ကူးခြင်းပေးလူလူချင်းနိုင်ခြင်းနဲ့ပေးရောင်းစားတဲ့ဘေးတွေမှာလည်းတရမြန်မာကယ်တင်ကယ်နှုတ်တော်မူပါတဘာဝ၌ဖြစ်တတ်တဲ့ဘေးအလုံးစုံမှာလည်းတရမြန်မာကိုပြင်ဆင်ကွဲကားကောင်းကြီးပေးသနာရမှုအပြည့်ကြောင့်နေမြန်မာနိုင်ငံကြီးကိုရင်းချမ်းတာယာသောနိုင်ငံကြီးဖြစ်ကိုယ်တော်ရှင်အမြန်ဆုံးပြင်ဆင်ကောင်းကြီးပေးသနာရမှုအပြည့်ကြောင့်သခင်ယေရှုခရစ်တော်ဘုရား၏နာမတော်မြတ်ကိုမြည်ပြုလဲဆုတောင်းကြပါရဖဖျား 아멘.